င်္ဂလာပါရှင်ကျမကတော့ချီချိုဆက်မဒီပီယိုမြတန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အချင်းတော်တွေကဆိုရလွန်လာတဲ့လူအခွင့်ရေးချိုးဖောက်ခံရမှုအခြေအနေပြက်စီနေတဲ့အုပ်ချုပ်ရေးရန်တရားတွေအပါအဝင်ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခြေအနေတွေကိုတရော်တဲ့ရေးသားဖွဲ့ဆိုချက်တွေနဲ့ဒုတိယအကြိမ်မြောက်နရသိအတန်တော်လှန်တန်ချက်ကိုပြုလုပ်သွားဖို့ရှိနေပါတယ်လို့နိုင်ငံအကျဉ်းသားများကွန်ရက်ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်ဦးကပြောပါတယ် ကျွန်တော်တို့ဖွဲ့စည်းနေတဲ့အချင်းထောင်တွေကအတန်တွေကိုပက်တင်ထပ်ဖို့အတွက်နှစ်စဉ်စ조사ဆောင်ရွက်လေးရှိပါတယ်။အဖွဲ့စည်းစည်းထောင်ပြီးနှစ်နှစ်အတွင်းမှာနေမယ်ဒါကျွန်တော်တို့တန်ချက်ကိုဒုတိယအချိန်မြောက်ရိုးရမပြတ်တဲ့တော်လန်တန်ချက်ကိုကျွန်တော်တို့လုပ်နိုင်ဖို့အတွက်조사ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့တော့ဒီတန်ချက်ရဲ့စာသားရဲ့အများစုဟာအချင်းထောင်တွေအတွင်းကအခက်အခဲစွာနဲ့ရေးတာပြီးမှပြပိုးခဲ့မှုတွေကို ကျွန်တော်တို့ပြည်မှာရှိနေတဲ့နိုင်ငံရေးကျင်းသားဟောင်းတွေကလက်တွေ့ကောင်းတွေပေါ်တဲ့အခြေအနေဖြစ်ပါတယ်။တန်ကျစ်စာရထဲမှာတော့ကျွန်တော်တို့ကျင်းထောင်တွင်းကယိုယွင်းပြည့်စည်နေတဲ့အုပ်ချုပ်ရေးရန်တရားတွေနိုင်ငံရေးကျင်းသားချင်းတို့ရဲ့ပါဝင်ကျင်းသားချင်းတို့ရဲ့ဆိုးရွားလွန်းလာတဲ့လူခွင့်ချိုးပေါက်ခံရမှုအခြေအနေတွေကိုလည်းကျွန်တော်တို့ရေးသားထားတာကိုတွေ့ရပါတယ်။ဒါအပြင်ကျွန်တော်တို့စစ်ကောင်စီရဲ့လုပ်ရက်အမားတွေငလင်ကိစ္စမှာလုတ်ခဲ့တဲ့ဒါလုတ်ရက်အမားတွေလိုအပ်ချက်တွေဒါအပြင်ကျွန်တော်တို့အယူကြီးဆိုရရဲ့ ြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခြေအနေတွေကိုလည်းအချင်းထောင်တွေကခန်းစားချက်တွေနဲ့ပြင်ပမှာရှိတဲ့နိုင်ငံဟောင်းတွေရဲ့ခန်းစားချက်တွေကိုပက်တင်ထပ်ဖို့နဲ့ပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့ရေးသားချက်တွေပါတယ်လိုအပ်ချက်တွေကိုတယောတဲ့ရေးသားချက်တွေလည်းကျွန်တော်တို့ရေးသားဖွဲ့ဆိုထားပါတယ်ခင်ဗျာ April 10ရက်နေ့မှာငလင်နောက်ဆက်တွဲအနေနဲ့အင်အားအသင်းတင်ရှိငလင်ငယ်2ကြိမ်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ် ဧပြီလ12ရက်မြန်မာစံတော်ချိန်ညနေ4:59မိနစ်အချိန်မှာမန္တလေးတိုင်းစင်ကိုင်မြို့အနီးမြေအောက်နဲ့10ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 0.2အဆင့်အင်အားသင့်တင်ရှိမြင်းကလင်းတစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်ကြပြေမြမစွန်တော်ချိန်ညနေ9:45မိနစ်အချိန်မှာတော့ဒုတိယအချိန်နေနဲ့စကိုင်းတိုင်းမင်းကိုမြို့အနီးမြေအောက်နဲ့10ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 0.3ညအစင်းနဲ့အင်အားအသင်းတင်းရှိတဲ့မြင်ကလင်းတစ်ခုထပ်မံလှုပ်ခတ်ကြောင်းလဲထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ရဲ့နောက်ဆက်တွဲငလင်ငယ်တွေအဖြစ်နဲ့ဆက်လက်လှုပ်ခတ်နေတာဖြစ်ပြီးမြင်းငလင်တိုက်တာဇက်နဲ့ဗဟိုချက်နီဝေးပေါ်မူတည်ပြီးငလင်အင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်းသိရပါတယ်ရှင်။ မြန်မာငလျင်ဘေးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်နိုင်ငံတကာကုမ္ပဏီတွေရဲ့လှူဒန်းငွေအမေရိကန်ဒေါ်လာ55.8တန်းဟာစစ်အုပ်စုကျူးလွန်နေတဲ့အကြမ်းဖက်ရဆက်မှုတွေနဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်အထောက်ပံ့ဖြစ်သွားနိုင်တယ်လို့ Justice for Myanmar ကဧပြီလ12ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။ဖြစ်အားဖြင့်ငလျင်အပြီးမှာစစ်ကောင်စီကနိုင်ငံတကာကိုအရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေအလှည့်အမြန်တောင်းခံခဲ့ပါတယ်။ အဲ့ဒီနောက်မှာနိုင်ငံတကာအစိုးရတွေရဲ့အကူအညီမှုတွေအပြင်နိုင်ငံဆောင်ကအလူရှင်တွေကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းတွေကတဆင့်အလူငွေတွေပေးအပ်ခဲ့ကြပြီးအဲ့ဒီအထဲမှာဂျပန်နိုင်ငံကနာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation CNPC တို့ပါဝင်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ ငလီလောက်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီလ9ရက်နေ့အတွင်းလေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုပေါင်း92ခုထပ်မံပြုလုပ်ခဲ့တာကိုလည်းမြို့သားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနကမှတ်တမ်းတင်ထားရှိပါတယ်ရှင်။ကချင်ပြည်နယ်မိုးညင်းခရိုင်ဖကတ်မြို့နယ်လဝိုင်းကျွာအုပ်စုလဝိုင်းရွာကဆစ်ဆောင်ပြည်သူ900ကျော်ဟာဆေးဝါးနဲ့အစာတောက်ခက်ခဲဖြစ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ စစ်ဆောင်တွေကဝတ်တထဲကိုတခုနဲ့ထွက်လာသူတွေများပြီးလက်ရှိအစားအသောက်နဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့ဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်ဆစ်ဆောင်တွေထဲမှာအမေမဆွမ်းဖြစ်သွားသူတွေလက်ဖြတ်သူတွေနဲ့နာမကျန်းဖြစ်သူတွေများပြီးနံမတီးနဲ့မိုးကောင်းမျိုးတွေကနေရာ6ခုလောက်မှာယာယီခုလုံးနေကြတယ်လို့ဆိုရတယ် တချို့တွေကတော့တောတောင်တွေထဲတိတ်လျှောက်နေရင်ကျေးရွာထဲမှာစားစရာပြန်ယူတဲ့အချိန်စစ်ကောက်စီစစ်ကြောင်းနဲ့တိုးပြီးပြသက်ခံရတာရှိသလိုလီဒိုလမ်းမပေါ်ကဝါရစုကဒေသခံတွေလည်းတောထဲမှာပိတ်မိနေရင်ဆေးဝါးနဲ့စားစရာတွေလိုအပ်နေတယ်လို့ဒေသခံတယောက်ကပြောပါတယ်ဖားကန်တနိုင်းလမ်းဘက်မှာပြီးခဲ့တဲ့မတ်လအကုန်ပိုင်းကစပြီးစစ်ကောင်စီဝါရစုပြည်သူစစ်နဲ့ခရယေနဲ့ပူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်လာခဲ့ပြီးလက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာနေပါတယ်ရှင်။ ဒီပီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆမ်းပါရှင်